save time, serve efficiently, and keep your customers happy. KMSQ organize, optimize, and grow with ease. Listen this audio to see how it works. KMS Stancy စနစ်ကရှုပ်ထွေးမှုလေခံတဲ့တကယ်အကျိုးအမြတ်ဒီ CEO ဘလို့ပြောင်းလဲပြီးခဲ့လဲကြည်လိုက်ရအောင်။စိုင်းမာလူတွေတန်းစီစောင့်နေရတာကကိုလော့နန်ဒရတကယ်တော့နစ်နာနေစီလား။ဟွန်းဒီလိုတို့ချိတ်ပြီးဆောင်ရဲခန်းစားချက်မျိုးကိုတော့အားလုံးရင်းနှီးကြမှာပါ။ဥပမာယာကျူးလို့ပေါ့။အလောက်ကပင်ပန်းလာတဲ့ကြတဲ့စေးခန်းမှာတန်းစီနေရပြန်ပြီ။ ပရိယာဆိုရင်လည်းတတူးထိုးဖို့စိတ်လှုပ်ရှားနေပြီမဲ့အကြာကြီးစောင့်ရမှာကိုတော့စိတ်ညစ်နေရတယ်။အာယုံလိုပဲပေါ့။စနေနေ့ဆန်သဆန်ကယုံရက်ခန်းဒီမှာကြိုတီးပြီးသား။ကဲဒီပြဿနာဒီအားလုံးအတွက်အဖြေတစ်ခုရှိပါတယ်။ KMS Dancy Token စနစ်ပါ။သုံးရတာကလည်းအရန်လွယ်တယ်။ဝန်ဆောင်မှုယူ Token ယူပြီးရင်ကိုယ်လည်းရောက်တဲ့အထိအေးဆေးဆောင်နေရုံပဲ။ဝန်ထမ်းနေဘက်ကလည်း Next Glow လေးတစ်ချက်နေရုံနဲ့ Dancy နေဘက်သူတွေကိုလွယ်လွယ်ကူကူစီမံနိုင်သွားတယ်။နောက်ပြီးတန်းစီကြော်သွားရင်ပြန်ခေါ်တာမျိုး queue ကို real time ကြည့်နိုင်တာမျိုးတွေလည်းပါသေးတယ်။ဆိုတော့ customer ရောဝန်ထမ်းရောနိုးနှစ်ဖက်လုံးအတွက်အတွေ့အကြုံကောင်းတွေရစေတော့ပေါ့။စေခန်းလူနာတိအောင်ကဆိုရင်ကျွန်တော်အတွေ့အကြုံတစ်ခုလုံးပြောင်းသွားတယ်။တကယ်ကို group site ခံရတယ်လို့ခံစားရတယ်လို့တောင်ပြောသွားတယ်။ဒါမဲ့စီးပွားရေးတော့ရောတကယ်လုဖြစ်လား။ကဲကင်္ဂလန် နေနေကြည့်လိုက်ကြစို့။ Hyderabad ကစလုံးဆိုင်မှာဆိုရင်နေ့စဉ်ဧည့်သည်40ကနေ55ယောက်ချီဝန်ဆောင်မှုပေးနိုင်လာတယ်။ဒါဆိုရင်နေ့စဉ်ဧည့်သည်39.5 900ရာခိုင်နှုန်းတိုးလာတာပေါ့အဲ့ဒီအတွက်လက်စင်ဝင်ငွေ UB တသိန်းနဲ့တောင်းပူဝင်လာခဲ့တယ်မပြောနိုင်စရာပဲနော်ချော်လအတွင်းမှာတင်ယင်းနေမျိုးနှမိုးပေါ်250ရာခိုင်နှုန်းအထိအကျိုးမြတ်ပြင်ရခဲ့တယ်တခြားမျိုးတွေမှာလည်းအလားတူပါပဲမလားဖြစ်တဲ့ဧည့်သည်တွေ25%ပါစံနဲ့5%ပါစံတွေကျသွားတယ်။ဒါဆိုကိုယ့်ရဲ့စီးပွားရေးကတော့ဒီလိုဆောင်းဆိုင်ခြင်းတွေကိုပြောင်းလဲပစ်ဖို့အဆင်သင့်ဖြစ်ပြီလား။စိတ်ဝင်စားရတဲ့ဆိုရင်တော့အခမတ်သရုပ်ပြမှုအတွက်ဒီညမှာဆက်သွယ်နိုင်ပါတယ်။ Don't stop here. Watch the complete video on Kitty's Micro Solutions YouTube channel. Link in below description. If you like this video, please like, share to your friends. And if you are coming first time, please subscribe this channel.